မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မိုးမောင်းမြို့နယ်နွယ်မလန်းကျေးရွာနီးကခမရ438တရင်နဲ့636ဒုံးတရင်တို့ကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးဗမော်လေတပ်ကိုရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခဲ့ပါတယ်ကိုနေကြွေရတွေကိုစစ်တပ်အားစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေထပ်မံဖြစ်ပွားနေပြီးစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုများပြတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ကချင်ပြည်နယ်မွန်းပေါမြို့နယ်နွယ်မလန်းကျေးရွာအနီးကခမရ438တရင်နဲ့636ဒုံးတရင်တို့ကိုမနေ့က KIA ကတက်ခတ်သိမ်းပိုက်လိုက်တယ်လို့ KIA သတင်းမြစ်ကပြောပြပါရတယ်။မနေ့ကမနေ့အစောပိုင်းမှာမွန်းပေါမြို့နယ်နွယ်မလန်းကျေးရွာနီးခမရ438တရင်နဲ့အမှတ်636ဒုံးတရင် နောင်ကိုအမြောက်တက်တို့ကို KAI ဥဆောင်တဲ့မဟာမိတ်တက်တွေကစတင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ညနေ9:00နိုင်ခွဲလောက်မှာတော့ခမရ438တက်စကန်ကိုရရှိခဲ့တယ်လို့ည9:00နိုင်လောက်မှာအမှတ်636ဒုံးတက်ရင်ကိုတိမ့်ပိုက်ရရှိခဲ့လို့ KAI သတင်းရင်းမြစ်ကပြပြပါတယ်။ဒါအပြင်မမော်မြို့နယ်ကမမော်လေတက်နဲ့လေရင်ကွင်းကိုလည်းမနစ်ကမွန်လွယ်ပိုင်းမှာရှော့တိုက်တုံးနဲ့ပြစ်ခတ်ခဲ့ပြီးပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ KAI သတင်းမြစ်ကပြောပြပါရရှင်။ စကန်တန်သင်းတဘောကိုတင်ဆက်ပေးကြပါရယ်စကန်တန်ကောလင်းမြို့နီးကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ဟာစစ်ကြောင်းထိုးလာတာကြောင့်တိုက်ပွဲတွေထပ်မံဖြစ်ပွားနေပြီးစစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများပြားနေတယ်လို့ကောလင်းခရံတရင်နစ်နဲ့တော်လိုင်းတပ်ဖွဲ့သတင်းမြစ်တွေစီကသိရှိရပါရယ်မတ်လ21ရက်နေ့မနက်9:45မိနစ်လောက်မှာ ကောလင်းမြို့အနောက်ချမ်းကရွာမရွာစံတော်သာကောမင်းကုံဖန်ခါကောကြောက်ကျန်းတောင်တို့ဘက်ကိုအကြက်ဖက်စစ်တပ်ဟာအင်အား200လောက်နဲ့စစ်ကြောင်းထိုးလာတာလည်းဖြစ်ပါတယ်။အဲဒီလိုစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကြားမှာတနေ့ကုန်နေပါတိုက်ပွဲတွေဖြစ်ပါခဲ့ပြီးအကြက်ဖက်တပ်သားအများအပြားဟာထိခိုက်သေသွားခဲ့တာလည်းဖြစ်ပါတယ်။ဒီတိုက်ခိုက်မှုကိုကောလင်းခရံတပ်ရင်းနဲ့ရင်းမာဘင်းခံပူပေါင်းတပ်ဖွဲ့ကမ်ဘလူခရံတပ်ရင်းတဲ့ ကောလင်းမြို့နယ်ပကဖားနယ်ကောလင်းခံပကဖားလယုံတက်တို့ပူပေါင်းတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတက်ခတ်မှုအတွင်မှာကောလင်းခံအမှတ်နှစ်တရင်ကရဲဘော်နှူကြဆုံးသွားခဲ့ရလို့လည်းသိရှိရပါတယ်ရှင်။ မန္တလေးရသတင်းတပေါ်ကိုတင်ဆက်ပေးကြပါရစေ။မန္တလေးတိုင်းမဒရာမြို့နယ်မှာ PDF ရဲဘော်တူဦးနဲ့ပြည်သူတူဦးကိုတပ်ဖြတ်ခဲ့ပြီးနေအိ14လုံးကိုမိရှို့ခဲ့တဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ခဲ့ရမှာစစ်သား5ဦးသေသွားတယ်လို့ကောင်းကင်တော်လိုင်းအင်အားစုကတာဝန်ရှိသူတူဦးကပြောပြပါရစေ။မလ20ရက်နေ့မှာမဒရာမြို့နယ်ကြောက်တရားကျေးရွာကအင်အား60နဲ့ထွက်ခွာလာတဲ့အကြမ်းဖက်စစ်ကြောင်းဟာညောင်မင်းသာကျေးရွာကိုဝန်ရောက်စီးနင်းခဲ့ပြီး မတရားမျိုးနယ်တိုက်နယ်ကပကပရဲဘော်တူးနယ်ပြည်သူတအူးကိုဖမ်းဆီးတပ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်ရှားစေးချက်ကြီးကျေးရွာတောတိုက်ဘက်က ပြည်သူနေရင်၁၄လုံးနဲ့ဆိုင်ကယ်တစ်စီးကို မီးရှို့ဖျက်ဆီးခဲ့လို့လည်းသိရှိရပါတယ်။အဲဒီလိုအကြမ်းဖက်လုပ်ရက်တွေကိုလွတ်ဆောင်ခဲ့တဲ့အကြမ်းဖက်စစ်ကြောင်းကိုစုပုတ်တန်းအနေအရောက်မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတိုက်ခတ်မှုကြောင့်စစ်ကားကလမ်းဘေးကိုထိုးချက်သွားပြီးကားပေါ်မှာပါလာတဲ့စစ်သား၅ဦးဟာသေသွားတာဖြစ်ကာ အများပြားလဲထိခိုက်ဒဏ်ရာရရှိခဲ့လို့သိရှိရပါတယ်။ဒီတက်ခတ်မှုကို ကောင်းကင်တော်လန်းအင်အားစုတပ်ဖွဲ့၊နတ်ဆိုးမြေအောင်တော်လန်းတပ်ဖွဲ့နဲ့ဇာမနီပြည်သူ့ကာကွယ်တပ်ဖွဲ့တို့ပူးပေါင်းလက်ခတ်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ကရင်ပြည်နယ်တရင်တဘောကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်ကြိုင်းစစ်ကြီးမြို့နယ်ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့မေတ္တရောထစခန်းနဲ့ရေတချောက်စခန်းသေးတပ်ပေါ်တွေမှာဒရုန်းတပ်ဖွဲ့ကဘုံအလုံးပေါင်းများစွာနဲ့ကျဲချပါဝင်တိုက်ခတ်ခဲ့လို့ Class Win Drone တပ်ဖွဲ့ရဲ့တာဝန်ခံကိုငင်းကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါပါတယ်။အဲဒီစစ်ကောင်စီစကန်တွေကိုတိုက်ခတ်သိမ်းပိုင်နေစဉ်တွင် drone တွေနဲ့87မမ60မမဘုံဒီအလုံးပေါင်းများစွာကိုအကြိမ်ပေါင်းများစွာပြန်တန်းကျဲချတိုက်ခတ်ခဲ့လို့ကိုငင်းကပြပြပါပါတယ်။ KNL ဥဆောင်တဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့စုပေါင်းတိုက်ခတ်မှုတွေကြောင့်မလ၁၉ရက်နေ့ကမေတ္တယောထစကန်ကိုသိမ်းပိုင်နိုင်ခဲ့တဲ့ပြင်စစ်ကောင်စီတပ်သား50လောက်မှလည်း ထိုင်းနိုင်ငံအတွင်းကိုထွက်ပြေးသွားခဲ့ရလို့ကိုငင်းကပြောပြပါရယ်ထိုင်းမြန်မာနယ်စပ်ရေတလျှောက်စခန်းကိုလည်းမက်လာ15နှစ်ကလေးက class win drone တပ်ဖွဲ့ကနေ့စဉ်ရက်စက် drone တွေနဲ့ဘုံးသီးတွေကိုအကျဲချတိုက်ခတ်ခဲ့လို့သူကဆက်လက်ပြောပြပါရယ် အဲ့လို drone တွေနဲ့အဆမပြတ်ကျဲချတက်ခတ်ခဲ့တာကြောင့်မြေပြင်ခြေမိုးရင်းတပ်တွေမတက်ခတ်ပြီးမတ်လ22ရက်နေ့ကရတချောက်စကန်းကစစ်ကောင်စီတပ်သားအများပြားဟာထိုင်းနိုင်ငံအတွင်းကိုထွက်ပြေးသွားခဲ့လို့လဲကိုငင်းကပြောပြပါဗါတယ်။အဲ့လိုစစ်ကောင်စီတပ်တွေစကန်းတွေကိုစွန့်ခွာထွက်ပြေးသွားတာကြောင့်ရတချောက်စကန်းကို KNL ဥဆောင်တဲ့ပူပေါင်းတပ်တွေကနေသိမ်းပိုင်နိုင်ခဲ့လို့လဲသိရှိရပါဗါတယ်။စစ်စင်ရေးတွေတွင်လက်လက်ခရမ်းများစွာကို သိမ်းဆဲရရှိခဲ့ပေမဲ့ Cloud Wind Drone 2စီးလည်းပျက်စီးဆုံးရှုံးခဲ့ရလို့ကိုငင်းကပြောပြပါဗျ။ဒါပေမဲ့လည်း Cloud Wind Drone တစ်ဖက်အနေနဲ့တခြားစစ်စင်ရေးတွေကိုဆက်လက်တိုက်ပွဲဝင်နေစေဖြစ်ပြီးစစ်စင်ရေးပြီးဆုံးချိန်မှာအသေးစိတ်အချက်လက်တွေကိုထုတ်ပြန်သွားမယ်လို့ Cloud Wind Drone တစ်ဖက်ရဲ့တာဝန်ခံကိုငင်းကရှင်းပြပါဗျ။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တင်တဲ့ပုဒ်ကတော့မကွေးတန်းတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့ညွှန်ကြားချက်တွေကိုလိုက်ပါဆောင်ရနေသူအလုံးအ мян ဆုံးနှုတ်ထွက်ကြရန်မကွေးခံကုတ်ကဲရုံအမှတ်၁စစ်တေသာပြည်သူ့ကာကွယ်တပ်မတော်ကတတိပေးကြညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။နိုင်ငံတော်အာဏာကိုအကြမ်းဖက်နှီးရိုးနဲ့အတ္တမသိမ်းယူခဲ့တဲ့စစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့စစ်ဘိုလ်ချုပ်တွေဟာ နိုင်ငံတော်အကြမ်းဖက်လက်လက်ကင်တွေဖြစ်တဲ့အတွက်ကြောင့်နိုင်ငံနဲ့လူမှုအပေါ်ဘာဥပဒေအခွင့်အာဏာကိုမှရယူသုံးစွဲခွင့်မရှိဘူးလို့လည်းကြေညာချက်ထဲမှာဖော်ပြထားပါတယ်။နိုင်ငံတော်အကြမ်းဖက်တရားခံမင်းအောင်လှိုင်ရဲ့အဖွဲ့ဝင်တွေရဲ့လိုလားချက်တွေတိုင်းလိုက်ပါဆောင်ရွက်နေတဲ့တိုင်းခရိုင်မြို့နယ်ကျေးရွာဒေသအသီးသီးက ပုဂ္ဂိုလ်တွေကလည်းလက်ရှိပူပေါင်းပါဝင်နေမှုတွေကနေအမြန်ဆုံးနှုတ်ထွက်နိုင်ဖို့အတွက်ပြင်းပြင်းထန်ထန်တိုက်တွန်းသတိပေးတယ်လို့လည်းအမှတ်၁စစ်တေသာပြည်သူ့ကာကွယ်တပ်မတော်ကထုတ်ပြန်ကြေညာထားပါတယ်။သတိပေးတမ်းမြစ်ချက်ကိုဖောက်ပြပြီးဆက်လက်ကျူးလွန်နေသူတွေကိုမင်းအောင်လိုင်ဦးဆောင်တဲ့အကြမ်းဖက်လက်နက်ကင်တပ်ဖွဲ့ရဲ့တပ်ဖွဲ့ဝင်တွေဖြင့်တတ်မှတ်မှာဖြစ်ပြီးစီရေးပြတ်မှတ်ဖြင့်မှတ်ယူမယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနေ့ခေတ်သစ်တွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။